မြန်မာနိုင်ငံမှာငလင်းတန်းရောက်ထိခိုက်မှုတွေအတွက်ရုရှားသမ္မတဗလာဒီမာပူတင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းထံဝန်ထမ်းကြောင့်တဝင်လာပြပုခဲ့တယ်လို့ရုရှားသမ္မတနန်တော်ကရင်မလင်ကထုတ်ပြန်ခဲ့ပါတယ်။သခိုင်းနဲ့နဲ့မန္တလေးတိုင်းဒေသကြီးတွေမှာလှုပ်ခဲ့တဲ့ငလင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်ပြီးဝန်ထမ်းကြောင့်ပြပုလိုက်ပါတယ်။ရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံကချစ်ကြည်ရင်းနှီးရတဲ့ပြည်သူတွေရဲ့ဝန်ထမ်းကြေကွဲမှုတွေကိုမျှဝေခန်းစားမိပါတယ်။မိသားစုနဲ့ချစ်ရတဲ့သူတွေကိုဆုံးရှုံးကြတဲ့သူတွေကို စည်ရင်အမှန်နဲ့ကိုကျင်းစပြီးအားပေးကူညီရင်းတဘာဝတန်ကြောင့်ထိခိုက်ခဲ့ရသူတွေအမြန်ဆုံးပြန်လည်ကျန်းမာပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်လို့ရုရှားသမ္မတကပြောကြားခဲ့ပါတယ်။အဲ့လိုပဲမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာငလျင်လှုပ်ခတ်မှုတွေအပေါ်စိုးရင်ပူပန်ကြောင်းနဲ့အကူအညီအားလုံးပေးရဖို့အသင့်ရှိကြောင်းအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကလူမှုကွန်ရက်ဆမ်မနာမှာရေးသားခဲ့ပါတယ်။မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာငလျင်လှုပ်ခတ်မှုအခြေအနေကိုတည်တည်ချင်းစိုးရင်ပူပန်မိပါတယ်။အားလုံးပေးကင်းကြပါစေလို့ ဆူတောင်းပေးပါရယ်အိန္ဒိယနိုင်ငံကဖြစ်နေသမျှအကူအညီတွေအားလုံးကိုပေးရဖို့အသင့်ရှိနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကူညီမှုတွေပေးရနိုင်ဖို့အိန္ဒိယအစိုးရတာဝန်ရှိသူတွေကိုအသင့်အနေထားနဲ့တောင်းဆိုထားပါတယ်မြန်မာနဲ့ထိုင်းအစိုးရတွေနဲ့လည်းဆက်သွယ်ဆောင်ရွက်မှုရှိဖို့အိန္ဒိယပြည်ပရေးရဝန်ကြီးကိုလည်းညွှန်ကြားထားပါတယ်လို့အိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကပြောကြားခဲ့ပါတယ်မက်ရှလ28ရက်နေ့မွန်လွဲ12နာရီ50မိနစ်ဝန်းကျင်ကမန္တလေးမြို့အနီးကိုဗဟိုပြုပြီးအင်အားဒစ်ချာစကေး ခုနှစ်သမခုနှစ်အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ရှားလျက်ရှိနေပါတယ်